အားနည်းတဲ့ចောင်းသူလေးတယောက်ကိုអូសុភွဲကအနိုင်ကျင့်ခဲ့တဲ့ចောင်းသူចောင်းသားများအခုလိုရေးယူခဲ့ရပြီ အရာရီတိုင်းဒေသကြီးမြောင်မြမျိုးအမတ်6ခြေကံပညာထက်တန်းကျောင်းမှာဖြစ်ပွားခဲ့တဲ့ကျောင်းသူချင်းချင်းအုပ်စုဖွဲ့ကအနိုင်ကျင့်ခဲ့ရတဲ့ဖြစ်စဉ်မှာဖြစ်တဲ့ကျူးလွန်ခဲ့တဲ့ကျောင်းသူ9ယောက်နဲ့ဘီယိုရိုက်ကူခဲ့တဲ့ကျောင်းသားတွေကိုထိရောက်စွာရေးယူလိုက်ပြီးလို့သတင်းတွေထွက်လာပါပြီ။အထူးသဖြင့်စပင်ဆွဲကကိုတိလက်ရအနိုင်ကျင့်ခဲ့တဲ့ကျောင်းသူတွေကျောင်းသားတွေဟာအနိုင်ကျင့်ခဲ့ရတဲ့ကျောင်းသူလေးကျင်းနဲ့အောင်ရှ िख ိုးကတော့ပြီးတော့ကျင်းနဲ့တီတီတောင်းပန်ခဲ့ရတယ်လို့သိရတာပါ။ဒါပြင်နောက်ထပ်ပြည်တယ်တွေကြားခံအောင်မယ်လို့လည်းဆိုပါရီ။ဒီလိုမျိုးမြောင်မြမျိုးနဲ့အမတ်6ခြေကံပညာထက်တန်းကျောင်းအဖြစ်ရဲ့ဟာ အခုချိန်မှာတော့တော်တော်လေးကိုမှသွေးစုဒေါသထွက်စေတာပါအထူးသဖြင့်ဆိုပါအကြောင်းသူလေးဟာအတန်းမော်ချစ်ချင်းအုပ်စုဝဲအနိုင်ကျင်းမှုကြောင့်လူတော်မတူရှေ့ရသွားတဲ့အထိဖြစ်သွားတာပါ။အားလုံးသိကြတဲ့အတိုင်းခုခေတ်မှာတော့ကလေးတွေဟာတော်တော်လေးကိုမှရိုင်းဆိုင်ကြမ်းတမ်းလာကြပါရဲ့။ဒီလိုရိုင်းဆိုင်မှုတွေနဲ့တူကြောက်စရာကောင်းတာက ကျောင်းထဲမှာကလေးချင်းချင်းဘူလီလုံနိုင်ကျင်နာတွေပါဖြစ်လာတာဖြစ်ပါတယ်။ဘူလီလုံတဲ့နေရာမှာလည်းကျောင်းသားချင်းချင်းကိုတိလက်ရောက်နှိမ့်ဆက်နိုင်ကျင်ကကျောင်းသူချင်းချင်းရိုင်းတဲ့နိုင်ကျင်နာတွေရှိလာတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးခြေခဲ့ပညာကျောင်းထဲမှာဘူလီလုံတဲ့အုပ်စုဖွဲ့နိုင်ကျင်တဲ့ဖြစ်ရပ်တွေကိုအရင်ကကိုရီးယားစကားတွေထဲမှာသာမြင်ကြရတာပါ။အခုချိန်မှာတော့ဒီလိုမျိုးကျောင်းသူကျောင်းသားချင်းချင်းအုပ်စုဖွဲ့ကကိုတိလက်ရောက်နိုင်ကျင်ကြတာကမြန်မာနိုင်ငံမှာလည်းလက်တွေ့မြင်နေရပါပြီ။အင်တာနက်ပေါ်မှာပြန့်နေလာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ကျောင်းသူမိန်းကလေးတယောက်တည်းကိုလူသွားလူလာရှင်းတဲ့လမ်းမပေါ်မှာ 学州、江东啊呀，像羊肉。个。 ကျောင်းကပြန်ဝိုင်းပြီးတော့အနိုင်ကျပိုက်ရိုက်ခဲ့တာကိုမြင်ရပါတယ်။ဒါပြင်ပိုက်ရိုက်ရုံနဲ့မကျေနပ်နိုင်ကြတဲ့အဆိုပါကျောင်းသူအုပ်စုကအနိုင်ကျခံနေရတဲ့ကျောင်းသူလေးကိုဒူးထောက်ထိုင်ခိုင်းပြီးတော့လက်အုပ်ချီကသူတို့တစ်ဖွဲ့လုံးကိုလူမြေခွေးကြီးမှရှစ်ခိုးတောင်းပန်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအနိုင်ကျပူလီလုံနေတဲ့ဖြစ်စဉ်စာစောကိုလေအဆိုပါကျောင်းသူတွေကပဲဖုန်းနဲ့ရိုက်ခါမှတ်တမ်းယူထားကြပြီးကျောင်းသူချစ်ချင်းဖွဲ့ထားတဲ့ Messenger group ထဲမှာလောင်ပြောင်တာတွေလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလိုအင်တာနက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုဖိုင်ဟာပြီးခဲ့တဲ့စာသေနေ့ကဖြစ်ခဲ့တာလို့သိရပါတယ်။ ။ဘာဖြစ်ဖြစ်အနိုင်ကျင့်ခဲ့ရတဲ့အကြောင်းသူတွေကတော့ရှက်ရသွားပြီးကျောင်းနာခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်။အနိုင်ကျင့်ခဲ့ရတဲ့အကြောင်းသူတွေမှာနင့်နာရပေမဲ့ဘူဒီလောက်ကြတဲ့အကြောင်းသူအုပ်စုကတော့ အာအေးယူရာမှမခံခဲ့ရတာပါအစိုးရဖြစ်ရက်ကလည်းအင်တာနက်ပေါ်မှာ DPO ဖိုင်မပြတ်နေခင်ဒီတိုင်းပဲပြီးဆုံးသွားခဲ့တာပါဒါကြောင့်လည်းလူတွေကတော့အုပ်စုဖွဲ့ကအနိုင်ကျင့်မှုတန်ကိုကျူးလွန်ခဲ့တဲ့အကြောင်းတွေကိုထိရောက်တဲ့ဖြစ်တဲ့ပိတ်ဆိတ်ချကြတာဖြစ်ပါတယ်အခုကမှတော့ AI တိုင်းလူမှုဝန်ကြီးကမြောင်မြောင်အတက်ကားချောင်းမှာအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့အကြောင်းတွေအလုံးကနိနာသူအကြောင်းတွေကိုရှ िख ိုးကတော့ပြန်လည်တောင်းပန်ဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ် AI ဝိတ်တိုင်းလူမှုရေးဝန်ကြီးကနှစ်ပတ်မိပါရိဆရာဆရာမတွေစီကဇွန်လ16ရက်ညနေ6နာရီကန်ကျော်မှာလာရောက်စစ်ဆေး းမေးမြန်းခဲ့တာဖြစ်ပြီးကဲကရှင်မိသားစုချင်းနဲ့စေဖို့အတွက်အနိုင်ကျင့်ခဲ့တဲ့အုပ်စုတွေအပါအဝင်သမျှလူအလုံးဟာနေနာသူចောင်းသူလေးအားခြေနဲ့တီထီပြန်လဲကတော့တောင်းမှန်ရန်ဆုံးဖြတ်ပေးခဲ့တာလို့သိရပါပြီ။ဒါပြင်အဆိုပါနိုင်ကျင့်တဲ့အုပ်စုမှာចောင်းသူចောင်းသားများကိုလည်းထ ිය ောက်စွာရည်ယူပေးသွားမယ်ဖြစ်ပြီးတော့လက်ရှိចောင်းသားထားတဲ့ចောင်းသူလေးចောင်းပြတန်းနိုင်ရန်လိုအပ်သည့်များအားလုံးကိုပံ့ပိုးကူညီပေးသွားမယ်လို့ဆိုခဲ့ပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောမြန်မာနိုင်ငံကအကြောင်းတွေမှာကလေးချစ်ချစ်အနိုင်ကျင့်မှုများလာတဲ့ပတ်သက်ပြီးမိမိတို့အမြင်လေးတွေကိုပြောသွားပေးခဲ့ပါအောင်ရှင်။